င်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလီဝတ္တနယ်ဇလာပိတာညချမှုစီဌာနမှာ2025ခုနှစ်အောက်တိုဘာလတရနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ္တနယ်ဇလာပိတာသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနည်းဆုံးပူချိန်များမှာနေပြည်တော်မှာ 23°C ရဲ့ 83°F ရန်ကုန်မြို့မှာ 24°C ရဲ့ 85°F နဲ့မန္တလေးမြို့မှာ 25°C ရဲ့ 89°F တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသကြိုးတို့မှဖောင်းရရှိသေးပုံရကပ်ပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်တို့မှာတိမ်တိမ်တိမ်မှတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ရှိပိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ် အေရော်ရီတန်ဒီတာကြီးနဲ့တနင်္သာရီတန်ဒီတာကြီးတို့မှာမိုးရီနောင်များဖြစ်တော်မူအကောင်းရရှိပြီးအဆိုပါမိုးတိန်နောင်များရွေ့လာရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပြခြင်းလက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်တည်ပြုနိုင်မှရင်အကြံပြုရပါတယ်ကျဲတန်ဒီတာကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင်မှာတိမ်ထူတဲ့နေရာကိုတွေ့ရပါတယ်ဘင်္ဂလားပင်လယ်ော်ချင်းဒီမှာဒီကနေ့မနက်မြန်မာစံတော်ချိန်9:00ခွဲချိန်တိုက်ထားကြများရ ဘင်္ဂါပင်လယ်အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရည်ယုံဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပြင်းရည်ယုံဟာအနောက်မြောက်ဘက်သို့ရွှေ့လျားနေပြီးဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့ရင်းနှက်ဆက်ဆက်လျက်ရှိတယ်။ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းတို့မှာနှစ်ရက်ဆယ်လ2025ရည်နေမှာမုန်တိုင်းငယ်ဖြစ်သူပုံမှုအကောင်လာနိုင်က၃ရက်ဆယ်လ2025ရည်နေမှာအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းအင်နာဗရာဒီမြောက်ပိုင်းကမ်းခြေတို့ကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကက်ပလီပင်လယ်ပြင်နဲ့ ်ပင်္ဂလာပင်လယ်တို့မှာမုတ်တုံလေးအားတည်တည်ရှိနေပါတယ်မြမပင်လယ်ပြင်မှာမြမကဲရုံရဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းချနိုင်ပါတယ်မိုးသက်လေပြင်းကြာခြင်းရေပြင်းပြင်းပင်လယ်ဟာတနအိုင်ကိုမိုင်30ဒီတိုက်ခတ်နိုင်ပါတယ်လိုင်းမြမမြမကဲရုံရဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာကိုဗီမှာဆက်တပီကန်ရှိနေပါတယ်ဒီကနေ့ညနေထိခံမှန်းချက်များနေနေတာတော့ချင်းမီနယ်မှာနေရာကြကြစကိုင်းနိုင်ဒေသကြီး န္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စစ်နေကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမြပြည်တော်ရခိုင်ပြည်နယ် AR တိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမုန်တိုင်းရောက်ပြီးကချင်ပြည်နယ်မှာနေရာကပ်ပြီးမုန်ချနေပါတယ် နေပြည်တော်နဲ့ညတော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီရက်60ဒီဂရီဖာရန်ဟိုက်ရှင်နေပါလိမ့်။ရန်ကုန်မြို့နယ်ညတော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆက်စီရက်60ဒီဂရီဖာရန်ဟိုက်ရှင်နေပါလိမ့်။ မန္တလေးမြို့နယ်နေတော်အိုက်တွင်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆေးရဲ့67ဒီဂရီဖာရိုင်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်တွင်ခံမှန်းချက်အနေနဲ့ကတော့မြို့ဟာကျုံမော်ဒေတာများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။ရေကြီးခြင်းတရေပေးချက်ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00ခွဲချိန်တိုက်ထွားချက်အရမင်းဆိုင်6ရေဟာတာချီလေးမြို့ လွေတော်ခန့်ကျွော်မှာရင်းမြို့ရဲ့စိုးရင်ရင်မအောင်တပီခန့်မှာရောက်ရှိနေပါတယ်။အဆိုပါ6ရင်ဟာနောက်7နှစ်အတွင်းရင်းမြို့ရဲ့စိုးရင်ရင်မတို့ရောက်ရှိနိုင်ပါတယ်။သူဖြစ်ပါ၍တာချီလိမ့်မြို့နယ်အတွင်းရှိချောင်းကန်နေနေမြေနှိပ်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရနဲ့။ချောင်းရင်မြင့်တလာပါကအချိန်မီရှောင်ရှားနိုင်ပါရန်သတိပေးနှုတ်ဆက်အပ်ပါတယ်။ရေးကြီးမှုအခြေအနေတည်ရင်ဒီကနေ့မနက်မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုက်တော်ချိန်ရောက်စစ်တောင်းမြေဟာတောင်ကူမြို့မှာ ဇိုးရင်မထက်သူပေဝက်ကြော်ကြုံလုံးနေပြီ နောက်တရက်အတွင်းနှစ်လက်မကန်မြင့်တက်လာနိုင်ကရင်းမျိုးရဲ့ဇိုးရင်မအထက်ဆက်လက်တရှိနိုင်ပါတယ်ဒီကနေ့မနက်မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုက်တော်ကြရာစစ်တောင်းမြေဟာမာတောင်မြို့မှာဇိုးရင်မအထက်သူတပေကန်ကြော်လုံးနေပြီနောက်တရက်အတွင်းတက်လက်မကန်မြင့်တက်လာနိုင်ကရင်းမျိုးရဲ့ဇိုးရင်မအထက်ဆက်လက်တရှိနိုင်ပါတယ်သူဖြစ်ပါ၍တောင်ကူမြို့နယ်နဲ့ မားတောင်မြို့အတွင်းရှိမြကန်းအနီးနဲ့မြင်းနေပိုင်နေထိုင်သူများအနေဖြင့်ရေဘေးလိုရာနေရာများသို့ရှောင်ကြနိုင်ပါရန်တတိပေးနှုဆောင်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချက်မှချမ်းသာကြပါစေရှင်။